ကဲဒီကောင်လေးပါပြီလို့ကတော့ထူးခြားတဲ့ခဲတံတဲ့ချောင်းကိုကန်ကောင်းတော့မှဆိုတော့တွေ့လိုက်ပြီဗျို့ဒီခဲတံနဲ့ तू ပါပဲဆွဆွဲတကယ်အသက်ဝင်လာတာကိုစမ်းသက်ကြည့်လိုက်တဲ့အခါသူ့လက်ထဲမှာဘလို့စွမ်းနာမျိုးရှိနေပြီလဲဆိုတာကိုနားလည်သွားခဲ့ပါတယ်ပန်းသီးလေးတစ်လုံးစမ်းဆွဲတာတောင်ဗီဒီယိုထဲမှာတကယ်ပန်းသီးအစစ်ထစ်လာခဲ့ပါတယ်သူ့ကောင်ထဲမှာအတွဲတွေပြေးလွှားနေတာပေါ့ဒါဆိုပိုကြီးတဲ့ရာပိုတန်ဘူးရှိတဲ့ရာကိုဘာလို့မစမ်းရမှာလဲလို့ပေါ့ပထမဆုံးတော့ဒေါ်လာ110ကိုပဲစွဲကြည့်လိုက်တယ်ဟုတ်ပါတယ်ဗီဒီယိုထဲမှာတကယ်ငွေစက်ကူတွေဖြစ်နေပါတယ် ဒီစွမ်းရင်နဲ့ဆိုသူဟာကဘာပေါ်မှာအချမ်းသာဆုံးလူဖြစ်လာနေတာပေါ့ဒါပေမဲ့ပပီလိုဟာပတ်စံထက်ပိုရေးကြီးတာကိုဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့အိမ်မက်ထဲကချစ်သူမိန်းကလေးပဲဖြစ်ပါတယ်သူပတ်စံတွေအများကြီးဆွဲဝေးတဲ့နောက်မှာအာယုံစိုက်သည့်မိန်းကလေးပုံကိုစတင်ဆွဲပါတယ်သူဆွဲလို့မပြီးသေးဘူးရုတ်တရက်တကားခောက်တန်ကြားလို့သူထောက်သွားကြည့်တဲ့အခါဘသူမှမရှိဘူးဒါပေမဲ့ဗီဒိုထဲကနေစူညံတဲ့ထကြားလိုက်ရတယ်တကားကဖြည်းဖြည်းချင်းပွင့်လာပြီးပပီလိုအထဲကိုချောင်းကြည့်လိုက်တဲ့အခါသူကြောက်လန့်ပြီးအေးခဲသွားခဲ့ပါတယ် ဗီဒီယိုထဲကနေလက်တဖတ်တာအပြင်ကိုထွက်လာနေလားကိုတွေ့လိုက်ရပါတယ်။ဆွဲပွန်ကိုတော့မပြည့်သေးဘူးဆိုတော့အဲ့ဒီမပြည့်စုံတည်တဲ့လက်ကဘသူရဲ့လက်များဖြစ်ပါလိမ့်မလဲ။